မင်္ဂလာပါရှင်မိုးသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်စကိုင်းတိုင်းဒေသကြီးပလဲမျိုးနယ်ကန်တောင်ရဲစခန်းမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလျက်ရှိနေပြီးတော့ PLA အဖွဲ့ကနာဆာကရဲ့ဂျက်လီရင်ကိုပြစ်ချနိုင်ခဲ့တယ်လို့ဇွန်လ10ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်ဒီဥတ္တန်ပိုင်းထဲမှာတော့ PLA အဖွဲ့ကနာဆာကရဲ့ဂျက်လီရင်ကိုအမှန်တကယ်ပြစ်ချနိုင်ခဲ့သလားဆိုတဲ့အချက်နဲ့ကန်တောင်တိုက်ပွဲအခြေအနေတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီစီဇန်လေးမစတင်ခင်မှာတော့ ဝတ်သားမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါဦးရှင်။ပရိသတ်ကြီးစကိုင်းတိုင်းပလဲကံကောကလန်းပေါ်မှာအရေးပါတဲ့ကံတော့ရဲစကံကိုတိုင်းဘုံရှိဝဲစနေပီယလီဦးဆောင်ရဲ့ပူပေါင်းအခွဲတွေဟာအင်အားသုံးတိုက်ခိုက်ခဲ့အောင်တိုက်ဝဲတွေဆက်လက်ပြင်းထန်နေရလို့သိရပါတယ်။နာဆာကတပ်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကဟန်ကျန်းညီစွာပူပေါင်းတိုက်ခိုက်နေမှုတွေကြောင့် င်အားသုံးတိုက်ခိုက်ခဲ့တဲ့ PLA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာဇွန်လ10ရက်နေ့တိတည်ယူနိုင်ခြင်းမရှိသေးပါဘူး။ဒါနဲ့ PLA အဖွဲ့ကဇွန်လ10ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း NASA ကရဲ့ Jet Fighter တစ်စီးကိုပစ်ဆနိုင်ခဲ့တယ်လို့ဖော်ပြထားရန်လူသိဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ PLA အဖွဲ့က Jet Fighter ဟာကန်တော့ရဲစခန်းကိုလေကြောင်းပစ်ကိုလာပေးတဲ့ Jet Fighter ကိုပစ်ချနိုင်ကြရမျိုးဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။လက်ရှိချိန်မှာ NASA ကရဲ့ Jet လေယာဉ်ကို ပြေချနိုင်ခဲ့တယ်ဆိုတော့ PLA အဖွဲ့ရဲ့ထုတ်ပြန်ချက်အပေါ်အငင်းပွားမှုတွေရှိနေပြီးတော့ NASA ကအစိုးရကတက်မတော်လေးမှတိုက်ခိုက်ရေးလေရင်တစည်းဟာလေးကျင်းပြန်တန်းရေးဆောင်ရွက်ခြင်းဇွန်လ10ရက်နေ့နေ့လယ်12နာရီ15မိနစ်ကန်ကပလဲမြို့နယ်မင်းတိုင်မင်းကြီးွာရဲ့အရှိပိန်မီတာ2000ခန့်အကွာစပားစီကြီးွာအနီးကိုအရှာမှာရုတ်တရက်ဆက်ချုပ်ရွင့်မှုဖြစ်ပေါ်ခဲ့ကမြေပြင်ပေါ်ကိုပြက်ကျခဲ့ပြီးမေးလာမှုဖြစ်ပွားခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ် ။ NASA ကအဆိုရရဲ့ထုတ်ပြန်ချက်အရဆိုရင်တိုက်လေရင်ဟာပြစ်ချခံရတာမျိုးမဟုတ်ပဲဆက်ချို့အရင်းကပြက်ခဲ့တာမျိုးဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ကန်တော့ရဲစခန်းတိုက်ပွဲတွင် NASA ကတပ်တွေရဲတပ်ဝက်ဝင်နေအပြင်ဝိုင်းတွဲအမျိုးအစားလေရင်ဂျက်လေရင်တွေပါရာမော်တာတွေအသုံးပြုတိုက်ခိုက်နေခြင်းကြောင့် PLA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထင်းနာနေရှာမှုတွေကိုဖုံးကွယ်နိုင်ဖို့ရှိဝဲကြတဲ့ဂျက်တိုက်လေရင်ပြက်ချခဲ့မှုကိုပြစ်ချခဲ့တဲ့ပုံစံမျိုးတရင်ထုတ်ပြန်တာမျိုးဖြစ်ပွဲရှိရလို့ ထင်ကျေးပြီးသုံးသပ်မှုတွေရှိနေပါတယ်။ကဲတောင်းစကန်တိုက်ပွဲတွင် NASA ကရဲ့ဂျက်တိုက်လေယာဉ်ကိုပစ်ချနိုင်ခဲ့တယ်လို့ PLA အဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပေမယ့် NASA ကအဆိုရကိုစန်ဂျန်နေရဲ့တနက်ကောင်အဖွဲ့တစ်ခုကတော့ PLA အဖွဲ့ကဂျက်လေယာဉ်ကိုပစ်ချခဲ့ရမျိုးမဟုတ်ဘူးလို့ဆိုထားပါတယ်။ရင်းမပင်ခရိုင်အခြေစိုက် PDF တနက်ကောင်အဖွဲ့ရဲ့တောင်ဝရှိသူတဦးဖြစ်တဲ့ဘိုးစွမ်းဒါမဆိုင်ဆိုသူကလည်းအမှန်တရားကိုတံပိုးထားပါ ။ဇကိုင်းတိုင်းရဲမဘေခရိုင်ပလဲမျိုးနယ်မှာ Jet Fighter ပြက်ကြတာတေးကြတယ်။ဘယ်အခွဲမှမပြစ်ပါဘူးဗျ။ဝင်းရင်မလိန်လို့ရပါပေမဲ့ပြေပြေမလိန်လို့မရပါဘူး။ Jet Fighter ကိုပြေးချတဲ့နေရာလေးပြပါအောင်။ဘိုဆွမ်းတိကျင်လို့ပါ။ဘယ်အခွဲမဆိုမှတ်ချက်တရင်သမားများဘိုဆွမ်းလေးစားပါလေ။တေချာစုံစမ်းပြီးမှတရင်ကိုယူစေချင်ပါတယ်။မယိုးသားရဲ့တော်လိုင်းသမားရဲ့အလိန်ညာကိုခမရတို့တိတိကျကျနဲ့အခံကြပါနဲ့။လမ်းကောင်းကောင်းရှောက်ကြပါ။ ဖြက်လန်းကမလိုက်ကြပါနဲ့ရေရှည်မခံလို့ပါဆိုပြီးတော့ဇွန်လ10ရက်နေ့က၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရှင်းတာဖော်ပြထားပါတယ်။ဒါပြင် PNL အဖွဲ့ဟာ NASA ကရဲ့ဇက်တိုက်လေယာဉ်ကိုပြစ်ချနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပေမယ့် PNL အဖွဲ့မှာ NASA ကရဲ့ဇက်တိုက်လေယာဉ်တွေကိုပြစ်ချနိုင်မဲ့ FM6 အပါဝင်ခေမီလေယာဉ်ပြစ်လက်နဲ့ပိုင်ဆိုင်ထားသလားဆိုတာမေခွန်းထုတ်စာဖြစ်လာခဲ့ပါတယ်။ NASA ကအသုံးပြုနေတဲ့ဇက်တိုက်လေယာဉ်တွေဟာ အမြင့်ဘီ3000ကနေ9000ထိပြန်တန်းနိုင်စွမ်းရှိနေရ PLA အဖွဲ့မှ FNC အမျိုးအစားလေရင်ပြည့်ပခုံးတန်းဒုံးကိုပိုင်ဆိုင်ထားမယ်ဆိုရင်တော့ဂျက်တိုက်လေရင်ကိုပြတ်ကျအောင်ပြစ်ချနိုင်စွမ်းရှိမှာမဟုတ်ပါဘူး။ဒါကြောင့်လဲဆိုရင် FNC အမြင့်ရှိရဲ့လေရင်ပြည့်ပခုံးတန်းဒုံးတွေဟာအမြင့်ဘီအမြင့်ဆုံး15000ကျော်သာရောက်ရှိပြည့်ကန်းနိုင်စွမ်းရှိရတဲ့ဂျက်လေရင်ပြန်တန်းတဲ့အမြင့်ဘီမျိုးကိုရောက်ရှိနိုင်မှာလည်းမဟုတ်ပါဘူး။ဒါကြောင့် PLA အဖွဲ့ရဲ့ထုတ်ပြန်ချက်ဟာ လိန်လဲတဲ့ထုတ်ပြန်ချက်မျိုးသာဖြစ်တယ်လို့ဆိုနိုင်ပါတယ်။သကိုင်းတိုင်းပလဲမျိုးနယ်တဲကကန်တောက်စကန်းကိုဇွန်လ၂ရက်နေ့တဲက NUG လောက်ကန် PDF တစ်ခွဲဖြစ်တဲ့ BNL ကဦးဆောင်ပြီးတော့ ABSDF စက်တင်နဲ့တရင်၁၁တရင်၁၅မြိုင်တက်ခွဲနေအတူအညာပြူအားဆိုတဲ့အခွဲတွေအင်အားအလုံးအရှင်းနဲ့ဇွန်လ၁ရက်နေ့ထိတိုက်ခိုက်နေတာဖြစ်ပါတယ်။ပလဲကန်တောက်စကန်းဟာပလဲမြိုင်ပခောက်ကိုလမ်းပေါ်မှာရှိနေတဲ့အတွက်မဟာပြူဟာကြားတဲ့နေရာမှာတည်ရှိနေရာကြောင့် PLL ကဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာပလဲကန်ကော်လန်ကိုစိုးမိုးဖို့အတိတ်ကရည်ဝဲချက်နဲ့ကန်တော့ရဲစခန်းကိုအင်အားအလုံးအရှင်နဲ့ဇော်လာနေရနေ့တဲကလာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကန်တော့ဈေးပါဟာအရှိတောင်ပဲရှိအမဒီပြူစောတိဈေးပါနဲ့6မိုင်ကန်သာကွာဝေးတယ်လို့ဈေးပြူကုံဈေးပါနဲ့လည်း9မိုင်ကန်သာကွာဝေးကဖိုခနောက်ဆိုင်တရှိနေပြီးတော့ပလဲမျိုးနဲ့အတွင်းရှိရဲစခန်းတွေတဲမှာဧရိယာကျဝန်းနဲ့ရဲစခန်းဖြစ်တယ်လို့ဘန်ဂါရီအခိုင်မာတိဆောက်ထားတယ်လို့ဆိုပါတယ်။ ပြန်တော့ရဲစခန်းဟာအချက်ချာကြတဲ့နေရာမှာရှိနေတဲ့အတွက် PDF ပူပေါင်းအဖွဲ့တွေဟာ2023ခုနှစ်တုန်းကလာရောက်တိုက်ခိုက်ခဲ့ပြီးရဲတပ်ဖွဲ့ဝင်တွေနဲ့နာဆာကတပ်တွေရဲ့ပူပေါင်းတိုက်ခိုက်မှုတွေကြောင့် PDF အဖွဲ့တွေဟာကန်တော့ရဲစခန်းကိုမသိမ်းယူနိုင်ပဲစောက်ခွာထွက်ပြေးခဲ့ရပူပါတယ်။ဒါပြင်ဘိုးနဂါးဦးဆောင်နဲ့ BNRA ဥဆောင်မှုနဲ့ PDF အဖွဲ့တွေဟာ2024နိုဝင်ဘာ17ရက်ကလည်းပလဲမျိုးပေါ်ရှိတက်ဆွဲထားတဲ့ရဲစခန်း၊ထရေအုံရုံ၊စူပေါင်းရုံ စားရည်နေရာတွေကိုအင်အားသုံးတိုက်ခိုက်ခဲ့ပိုးပေမဲ့နာဆာကတပ်တွေအပြင်လေကြောင်းစီတပ်ဖွဲ့တွေရဲ့တုံးပြန်တိုက်ခိုက်မှုတွေကြောင့် BNRA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာပလဲမျိုးပေါ်ကနေပြန်လည်စုခွာထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။ BNRA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေစုခွာထွက်ပြေးခဲ့ရပြီးနောက်ခဏလကြာချိန်မှာ PNLA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာကန်တော့နယ်မြေရဲစခန်ကိုအင်အားအလုံးအရှင်းနဲ့ပိတ်ဆို့ပြီးဇော်လာနှစ်ရက်နေ့ကနေစတင်တိုက်ခိုက်ခဲ့ကလူအပြည့်အအုံပြူခဲ့တယ်လို့ ။ NASA ကဘက်ကလည်းစေကူစစ်ကြောင်းတွေကိုရဟရင်နဲ့ပေးပို့ခဲ့ရ။စေကူစစ်ကြောင်းတွေဟာဇော်လာခွန်းရဲ့ရနေ့မှာရောက်ရှိပေါင်းစည်းနိုင်ခဲ့တယ်လို့လေကြောင်းပစ်ကူတွေပေးခဲ့လို့သိရပါတယ်။ NUG အဖွဲ့ကလည်းကန်တော့ရဲစခန်းကိုသိမ်းယူနိုင်မယ်ဆိုရင်စူးချမယ်လို့မလုံးပေးထားတဲ့အတွက် PLA ကဥဆောင်ရဲ့ပူပေါင်းအဖွဲ့တွေဟာကန်တော့စခန်းကိုသိမ်းယူနိုင်ဖို့တစ်ခွဲပြီးတစ်ခွဲအင်အားဖြစ်တဲ့ကတိုက်ခိုက်နေရမျိုးဖြစ်တယ်ဆိုပြီးတော့တဲ့င်းတွေထွက်ပေါ်နေပါတယ်။ကန်တော့ရဲစခန်းအတွင်ရှိ NASA ကတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာရန်သူကိုနောက်ဆုံးချိန်ထိခုခံတိုက်ခိုက်သွားဖို့သဘောတူညီထားတယ်လို့လည်းပြည်ခဲ့ရပိုင်းကသတင်းတွေထပ်ပေါ်ခဲ့ပါတယ်။စီအေနဲ့နိုင်ငံရေးအကြောင်းအရာတွေကို Telegram လူမှုကွန်ရက်မှာရေးသားနေသူတအုပ်ဖြစ်တဲ့ကိုမျိုးဝင်းအမည်ရှိအကောင့်တစ်ခုကကန်တောင်စိတ်တန်နဲ့ကန်တောင်စစ်ကိုခေါင်းစဉ်နဲ့ post တစ်ခုတင်ပြီးကန်တောင်ရဲစခန်းမှာတိုက်ပွဲဝင်နေတဲ့နာဆကစစ်တီတွေရဲတပ်ဖွဲ့ဝင်တွေကို စေတူရေးသားတာတွေလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီ post တွေမှာပလဲမျိုးနဲ့ကန်တောင်နယ်မြေရဲစခန်းကို 2024တုန်းကလည်း PDF တွေအလုံးရှင်နဲ့ဝင်တိုက်ကြပါတယ်။အဲဒီတုန်းကလည်းအလုံးတွဲလက်ညီနဲ့အင်အားချင်းမမျှတာကိုထပ်မတွယ်ပဲခုခံတိုက်ခိုက်အောင်မြင်ခဲ့ကြပူပါတယ်။တိုက်ဝဲအတိန်တွေကတော့ရဲစခန်းတာဝန်ကျရဲဝန်တန်းတဝဲလောက်ရဲပလစုချင်းမြင့်ခံခဲ့ရတာကြည့်ပြီးခံမှန်းလို့ရှာနေပါပြီ။သူတို့ကများတာဝန်ထမ်းဆောင်နေကြရတာအဲဒီကာလကိုပဲသုံးနှစ်ကျော်ခဲ့ပြီ။အခုဆိုရင်ကန်တောင်းမှာတာဝန်ကျနေရလေနေတာကာလဆိုတော့အတော်များလာနေပါပြီ။ ဒါပေမဲ့သူတို့ကပေးရတဲ့တာဝန်ကိုအိုးလံမဲ့တော့ထမ်းဆောင်နေကြဆဲပါဇော်လာနေရက်မှာတော့အညာသားဗတက်တွေစုပေါင်းပြီးကန်တော့ရဲစခန်းကိုအလုံးအရှင်းနဲ့ဝင်တိုက်ကြပါတယ်ဆိုရှယ်မီဒီယာတွေမှာလည်းကန်တော့အတွေ့စစ်ကိုပြစ်ကိုဆောင်ရွက်ပေးနိုင်ဖို့တရင်ပေးကြစော်အော်ကြနေပွဲဆိုနေပါတယ်တိုက်ပွဲကပြင်းထန်လှပါတယ်လေကြောင်းပြစ်ကိုနဲ့အချိန်ကိုက်ကိုင်ကြီးနိုင်တာလည်းတွေ့ရတယ် PDF တွေတဲ့တိုက်သည်မြအပွဲတွေကအခုနောက်ပိုင်းကာလမှာအရှုံးတွေကြီးဆိုတော့ကန်တော့ရဲစခန်းပေါက်စာလေးကို အပိုင်တိုက်ပြပြီးစိတ်သက်ခွန်အားမြင့်တင်ဖို့စူးစမ်းကြတယ်။ PDF တွေဘလောက်သေနေပါစေနောက်ပြန်မဆုတ်ပဲမဲတင်းတိုက်နေရာတွေ့ရတယ်။လက်တဆုံစာအင်အားနဲ့မဆုတ်မနဲ့ကုကံနေကြရတဲ့တမ်းတော်သားစစ်သည်တွေနဲ့ရဲတပ်သားတွေရဲ့စိတ်သက်ခိုင်မာမှုတွေအဖွဲနှစ်ဖွဲရဲ့ခေါင်းပေါင်းတွေတိုင်ပင်ကြပါတယ်။ငါတို့မကြမစင်ဆက်တိုက်ကြမယ်။လူကြီးတွေကလည်းဖြစ်ကိုယ်တွေတောက်လျှောက်ပေးနေကြတယ်။နောက်ဆုံးစင်ဒီတိုက်မယ်။ငါတို့တမ်းတော်နဲ့ရဲတပ်ဖွဲရဲ့ဂုံတိတ်ခါအတွက်အသက်ဆုံးရင်ဆုံးရပါစေဆက်တိုက်ကြမယ်။ မိဘတွေစီတဲ့ဒီစကားတွေအကြောင်းကြားထားလိုက်ကြတော့ဆိုပြီးတော့ဆုံးဖြတ်ခဲ့တယ်။ဒီစကားဒီအမိကိုစူပေါင်းဆွေးနွေးမှုမှာဆုံးဖြတ်ပြီးရနောက်ထွက်လာပါတယ်။အဲ့လိုပြတ်သားလွန်းလို့လေတိုင်းပြည်အတွက်မိမိတက်ခွေသမိုင်းအတွက်ဆိုတဲ့အသီးစိတ်ကပဲခေါင်းအားနဲ့စတိုးလာကြကြပြီ။နာမခတိုင်းမူစီတဲ့ပြစ်ကိုစစ်ကိုရက်တာနဲ့သူ့ရဲဘော်တွေကြဆုံးမှာကိုသိနေလို့လုံးဝမရက်မနာနှီးပါနားစင်ထောက်ပံ့ကိုပြနေပါတယ်။ဒါရီမကမြေပြင်စစ်ကိုအတွက်လဲစီမံရှာပါပြီ။ကာလများစွာတဲ့ကမိုင်းအထက်ထက်နဲ့ လမ်းပိတ်ဆို့ထားတဲ့နေပြင်အနေထားကြောင့်တမန်ရောကြနေတဲ့ဆဲလို့ရင်လည်းအဆင်မပြေနိုင်ပါဘူး။ဒီတော့အနည်းဆုံးစကန်အင်မထီကိုရှမ်းရင်နဲ့ပို့ပါရယ်။အင်မထီကတဆင့်ကန်တောင်းစီကိုတရက်ဆက်ချီတဲကြရရယ်။လမ်းခရီးမှာဖြတ်တောက်ပိတ်ဆို့ထားတဲ့ PDF တွေနဲ့ရင်ဆိုင်ရတယ်လို့အန်ရဲ့မိုင်းကွင်းတွေကိုလည်းကြော်ဖြဲကြရပြန်ပါရယ်။အချိန်ကအရေးကြီးနေပါပြီ။ PDF တွေအတွက်တော့ဈေးရလောက်ရဲစခန်းလေးကိုရှိသမျှဗတ်တဲစုပေါင်းအင်အားနဲ့အပိုင်ဝင်တိုက်တာတော့ခဏရဲ့ကြတဲ့အထိမရသေးပဲ တောက်တော့လည်းတေကုံကြတာမနေတော့ဘူးလက်ခံချင်းစိမ့်နဲ့ကုံကြုံတိုက်နေသေးပါပဲဒါပေမဲ့ငါတို့ညီကိုရင်းငါတို့ရောက်မှရှင်တန်းနိုင်မှာဆိုတော့ရဲဘော်ရဲဘဲစိတ်အပြင်းနဲ့စစ်ကိုစစ်ကြောင်းကလည်းပင်မနာအမှုမထားပဲပိတ်ဆို့နေကြတာတွေကိုဇော့ဖောက်ထွက်ရင်ဇော်လာခွန်ရဲ့မနဲ့ခင်းပါပဲကန်တော့ကိုဝုံငနေရောက်လာပါတော့တယ်လက်တဆုပ်စာအင်အားလေးကိုထောင်စီနေတဲ့တာလုံးအင်အားနဲ့တိုက်ရင်မကြီးမဆန့်အတီကျန်းရဲ့ PDF တွေခမတမ်းမတော်ရဲ့စစ်ကိုစစ်ကြောင်းဂျုံကနေလဲရောက်လာရော့ ကန်တောင်းကနေကြားကိုမြင်တဲ့ခွေဝဲစားပမာဖင်တီအောင်ပြေးကြပါရောလားခိုင်မာတဲ့စိတ်တိမ်လုံလောက်တဲ့ပြစ်ကိုဇွဲကြီးရဲ့စစ်ကိုတို့တွဲလဲနေနေတဲ့အခါအောင်ပွဲဟာပြေးမလို့တော့ပါဘူးအခုတိုက်ပွဲအပြီးမှာကန်တောင်းရှိပြည်သူရဲတွေနဲ့စစ်တီအပေါင်းတို့စုတစိတ်တွေချင်းမြင့်ခံစားရပါစေလို့ဆုတောင်းလိုက်ပါတယ်အထူးဆုတောင်းစင်နာကတော့လေးနေ့ကြာတာဝန်ထမ်းဆောင်ခဲ့ကြရတယ်ပြည်သူရဲသူရဲကောင်းလीနောက်တန်းပြန်တာဝန်တွေနဲ့လဲလဲခံစားခွင့်ရပါစေလို့ တာဝန်ကျေပွန်နဲ့ဆိုတာတဲ့ညာစွာပုံမတာဝန်ကျေပွန်ကြပါတော့သူရဲ့ကောင်းတွေကိုကွန်ပျူတာပြပါဆိုပြီးတော့ခြေတောင်းဖော်ပြထားပါတယ်။ PLA ဦးဆောင်တဲ့ပူပေါင်းအခွဲတွေဟာကန်တော့ရဲစခန်းကိုဇွန်လ၂ရက်ကစတင်ပြီးအင်အားရာထောင်စီ၃ကတိုက်ခိုက်ခဲ့ပေမယ့်လက်ရှိအချိန်ထိသိမ်းပိုင်းနိုင်ခြင်းမရှိသေးခြင်းထိခိုက်ကြဆုံးမှုတွေများနေခြင်းကိုဖုံးကွယ်လင်းလင်းနိုင်အောင်နာဆာကရဲ့ဇက်လျင်ကိုပြစ်ချခဲ့တယ်လို့သတင်းထုတ်ပြန်ခြင်းမျိုးသာဖြစ်ဝယ်ရှိရလို့ဆိုနိုင်ပါတယ်။ ဘလိုပင်စုံနေစေကမူကန်တော့စခန်းတိုက်ပွဲမှာနာဆာကရဲ့စစ်ကိုစစ်ကြောင်းလေးရောက်ရှိခဲ့တယ်လို့ဝိုင်းတွဲအမျိုးသားလေရင်ဂျက်တိုက်လေရင်တွေအပြင်စက်တက်လေးသေးတွေနဲ့ဟန်ကျက်ညီစွာအသုံးပြုတိုက်ခိုက်နေရာကြောင့် PLA ဦးဆောင်တဲ့ပူပေါင်းအခွဲတွေအထီးကိုက်ကြဆုံးမှုတွေများနေမှာတေချာနေပါရဲ့ရှင်